ားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားနေစေမယ့်ပရလောကနဲ့ကန်ဒီယာလောကရဲ့အတောင်းအရာတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီဇလိုင်းရဲ့အနှစ်ရတာကိုအပြေအဝခန်းစားခြင်းနဲ့ဆိုရင်တော့ညအချိန်ခါရောက်မှတဦးတည်းရှိနေချိန်မှာနားဆင်ဖို့အတွက်အကြံပြုပါစေနော်ဒါဆိုရင်တော့ဇလိုင်းလေးကိုနားဆင်လိုက်ရအောင်နော်ဒီနေ့မှာတော့ ောင်မြတ်တာနဲ့ရွာလုံးချို့အတိုင်းဆိုတဲ့ဇာလံကိုတင်ဆက်ပေးချင်ပါတယ်။အတော်ပူတဲ့အညာတွေကရက်ခက်ရနဲ့လက်အံသေးတော့မေတောက်ရရဲ့စိတ်မရှိရဲ့လေးတန်းကြောင့်အင်ရွက်နှစ်ရွက်ကိုထပ်ပြီးရက်ခက်နေတဲ့တက်ခိုင်ကသဘောကျစွာယူလိုက်ပြီးတော့ငါတို့ကသာပူနေရဒိုးစီကတော့သူ့အမိုးစေးရဲ့အောက်မှာတရားထိုင်နေရလှုပ်တောင်းမလို့ဆရာရဲ့တမထအားရန်ကောက်နာကြောင်ဖြစ်မေ။အော်ဒါနဲ့ဒီစီကမှနေရတပတ်ပြည့်တော့မယ်နော်။အချိန်မတင်သေးလို့ဖြစ်မှာပေါ့ကွာ။ သက်ခံရစကားကိုလှုပ်တိုးရှင်းပြောပြီးတော့မနက်ကခတ်ထားတဲ့တောက်ရည်နဲ့မျက်နာကိုပုတ်ခါပူလာမှုတံကို အကာအကွယ်ယူနေလိုက်ပါတော့တယ်။အတန်ကြာတော့ဇေယျဘော်ကနေအရက်ဆိုင်မျက်နာကိုမြစ်တာပေါ်အမျှဝေတန်းကြားလို့ခေါင်းထောင်ကြည့်လိုက်ရာ တရားဖြုတ်နေပြီဖြစ်တဲ့အောင်မြင်တာကိုမြင်တွေ့လိုက်ရပါတော့တယ်။တကူလုံးချွေးတွေရွှဲနေနေကြပါလား။ဟုတ်ပါဆရာရဲ့ဒီနှစ်အညာနွေးကအပူကိုတော်တော်ဆိုးလွန်းပါတယ်။အေးငါတို့ကလည်းဒီနေရာမှာဆက်နေအောင်မင်းနဲ့တူပါတယ်။ ။ဘာဖြစ်လို့လဲဆရာ။ထူးခြားမှုမရှိလို့လား။ဟုတ်တယ်။ဒီရက်ပိုင်းနေမှာဘယ်ရက်တည်းသာသွားရမယ်ဆိုတဲ့အာယုံမရဘူးဖြစ်နေရဲ့။မင်းတို့ကလည်းဒီစီရက်မှာတပတ်လောက်နေခဲ့ပြီဆိုတော့နောက်တနေရာသွားကြရအောင်။အောင်မြတ်တရဲ့စကားကြောင့်ငုံငုံငငင်ဖြစ်နေတဲ့တောက်ရခေါင်းထောင်လာပြီးတော့ဘယ်လိုသွားကြမလဲဆရာ။ချေဦးတရသွားကြတာပေါ့ကွာ။လွိုင်းနဲ့ရေဘူးတွေထည့်လာခဲ့ကြ။တောက်ရတို့လည်းလွယ်ထဲကိုရေဘူးတွေထိုးထည့်ပေးရနဲ့အောင်မြတ်တာတော်ရင်နောက်ကိုလိုက်ပါသွားခဲ့ကြပါတော့တယ်။ အောင်မလေးပန်းမြရေငါ့ကိုတယောက်တည်းထားခဲ့ပြီလားနင်းတူရီကိုထိမိမယ်ဆို အခုတော့ရုတ်တရက်ကြီးငါတို့နာနေဘာလို့ထွက်သွားတာလဲမိမတယောက်ရဲ့အော်ဟစ်ငိုယိုတန်နေကြောင်းလဲလဲမျက်ကွေးကနေလျှောက်လာခဲ့ကြတဲ့အောင်မြတ်သားတို့ခြေလမ်းနေရက်လိုက်ကြပြီးအတန်ကြာရဘက်ကိုကြည့်လိုက်ရာဝါကက်အလောင်းစင်ကိုထမ်းပြီးအတူပါပုတ်နေတဲ့လူတချို့ကိုမြင်တွေ့လိုက်ရပါတော့တယ်အလောင်းစင်ရဲ့အပေါ်မှာတော့ဘက်ပန်းမြအသက်26နှစ်ဆိုပြီးရေးထားခဲ့ပါတော့တယ် ောင်မြတ်သာအတူပါပို့တဲ့လူအထဲကိုကြည့်ပြီး အောင်းအသွားဟန်နဲ့ဟင်းထုတ်ပြီးရေရိုးလိုက်ပါတော့တယ်။ဆရာဘာဖြစ်လို့လဲ။တက်ခိုင်မင်းရဲ့အာယုန်တွေကိုစူးစီးပြီးတော့လူအထဲကိုကြည့်စမ်း။ဘာထူးကြတာမြင်လဲ။အောင်မြတ်သာစကားကြောင့်တက်ခိုင်စိတ်ကိုမျက်လုံးနှလုံးကြားထဲစူးစီးပြီးကြည့်လိုက်ရမှာတော့အတူပါပို့တဲ့လူအုပ်ကြားထဲမှာတစ်ခုလုံးသိမရှိပဲဖြူပက်ဖြူရဖြစ်နေတဲ့မိမတော်ရုံကိုမြင်လိုက်ရပါတော့တယ်။ဆရာလူအုပ်ထဲမှာနာနာဘာဝရရောတွေ့နေပါလား။ ုတ်တယ်တခိုင်ဖြည့်ရုပ်ဖြစ်စဉ်ရာဆိုရင်နာနာဘဝရီကလူရီနာရောက်လာရင်တော့အဝေးကိုထွက်ပြေးပြီးပုန်းနေကြရတာအခုကျတော့လူရီနဲ့ရှင်တဲပြီးသွားလာနေရဆိုတော့တော်တော်ထူးဆန်းနေဆရာအခေါင်းစဉ်ကိုကြည့်အောင်တောက်ရစကားကြောင့်လူရီထန်းနဲ့အခေါင်းစဉ်ကိုကြည့်လိုက်ရစပင်းနေကိုေးကောက်ကဒီကိုလုံးမီလောင်ကျွမ်းတယ်လို့မင်းနဲ့နေရဲ့တရေတကောင်ကအခေါင်းထဲမှာထုတ်ထားတဲ့စမိန်ထုတ်ကိုယူပြီးပလုတ်ပလောင်စားနေရကိုမြင်လိုက်ရပါတော့တယ်။ဒူအတုကတော့တော်တော်တူးဆက်နေပြီ ငါတို့အနေနဲ့ခရီးသွားဟန်လွဲလို့ပြီးတော့စတင်းထားကြည့်အောင်။အောင်မြတ်သားတို့၃ယောက်လဲအတူပါပေါ်တဲ့လူဟုတ်ထဲရုံးဝင်လိုက်တဲ့အချိန်ဖြူပဲပြူော်နဲ့နန္နာဘာဝရီကရုတ်တရက်ဆိုသလိုဘေးမှာရှိတဲ့ခြုံထဲကိုတိုးဝင်ပြောက်ွက်သွားခဲ့ပါတော့တယ်။ဆရာအခေါင်းစင်ပေါ်တရေလဲဆင်းပြေးပြီ။တက်ခန့်ရဲ့စကားဆုံးမှာတော့စမိန်တုတ်ကိုကိုင်ပြီးခြုံထဲဝင်ပြေးသွားတဲ့အရင်မဲမဲတစ်ခုလဲမြင်တွေ့လိုက်ရပါတော့တယ်။တင်းကျိုက်မြေရောက်တော့အသက်တူထားတဲ့မြေကျင်းထဲကိုအလောင်းမချမီတရဏဂုံတင်နေတဲ့အချိန် တက်ခိုင်ဟာအနားမှာရှိတဲ့လူတယောက်နားကိုသွားပြီးတော့ဒီကောင်မလေးဟာဘလို့ကြောင့်ဆုံးသွားလဲဗျခမရတို့ရောမှမမြင်ဘူးပါဘူးဘယ်ရလူတွေလဲကျုပ်တို့ကဇရက်တင်มาလိုက်ပြီးအဋိဌံဝင်နေတဲ့သူတွေပါအခုလဲလမ်းသွားရင်းနဲ့အတူပါတွေ့ရနဲ့မသားတစ်ခေါက်ចောင်းဆယ်ခေါက်ဆိုတဲ့စကားစနေနာပြီးတော့လိုက်ဖို့ပေးရပါခမရတို့ကအောင်လန်းစရာကြီးတော့မဟုတ်ပါဘူးနော်ရွာကဲလူရဲ့စကားကြောင့်တက်ခိုင်ကလယ်ဘေးမှာဆွဲထားတဲ့ဖျားဆင်းမှုပုံကိုပြပြီးဖျားဆိုမဟုတ်ရပါဘူးဗျာကျိန်ဆိုကျိန်ပြောရဲပါတယ် ဒါဆိုလဲပြီးရပဲဗျာ။ဒီကောင်မလေးကမနေ့ကညနေရအောင်ရေခက်စင်းနေရတွေ့လိုက်သေးတယ်။ညဘက်ရောက်တော့ရေတောက်ရင်သေးသွားတယ်လို့သူ့မပြောတာပဲဗျာ။ဗျာရေတောက်ရင်သေးတယ်ဟုတ်လား။ဟုတ်တယ်။သူတို့အိမ်မှာလူသေးတာဒီတယောက်ပိုင်သုံးလောင်းရှိပြီ။ပထမကဒီကောင်မလေးရဲ့အဖေကပို့ထိလို့ဆုံးတယ်။အဲသူဆုံးလို့ရက်လေနေမှာပဲ။သူ့ရဲ့ခဲကအုံးမေဘွားနေပြုတ်ကျလို့ဆုံးတယ်။သူရက်လေညပဲဒီကောင်မလေးကရေသေးပြီလို့ဆုံးပြန်အောင်ဗျာ။ဟာ ခမ ्या ပြောတဲ့အတိုင်းဆိုရင်အလောင်းကတဲ့အတိုင်းနဲ့တိုက်ထားတာဖြစ်နိုင်တယ်။ဘာလဲဗျအလောင်းကတဲ့အတိုင်းဆိုတာ။အေးနေစမ်းပါဦး။ခမ ्या ကအောင်းလန်းချာမို့ဒီလိုအကြောင်းအရာတွေကိုဘယ်လိုသိရလဲ။အဲ့ဒီကိစ္စကိုရှင်းခမ ्या နဲ့တော့ခတ်ပြီးကျုပ်တို့ကနေတကာလှဲ့ပြီးပယောကလိုက်ကုနေရဲ့ဆရာကြီးပါဗျာ။ဒီပုံတိုင်းဆိုရင်အဲ့ဒီအိမ်မှာနောက်တစ်ယောက်ကထပ်သေးနိုင်တယ်။အလောင်းတင်တဲ့ဆဲမှာခြေရောက်လေးချောင်းရှိသလိုတေသူကလည်းလေယောက်ဖြစ်ရမယ်ဆိုတဲ့သဘောမျိုးနဲ့ရွယ်ပြီးလှုပ်ထားဖြစ်နိုင်တယ်။ ဟာဒုက္ခပါပဲဘယ်လိုလုပ်ရမလဲရွာကန်လူရဲ့စကားဆုံးမှာတော့အမြောက်ဝီရဲ့ဂျီစီတန်ထွက်ပေါ်လာတာကြောင့်စကားစပြတ်သွားခဲ့ပါလေအလောင်းမြေချပြီးရဲ့ချိန်ခုနကလူပြောင်းရောင်းလာပြီးတော့ဒီလိုကိစ္စမျိုးကတကယ်ရှိနိုင်တာလားရှိနိုင်တာပေါ့ဗျာလောက်ထားရသူကတအိမ်လုံးတစ်ချိန်နဲ့တည်အောင်မလုပ်တာပဲကျေးဇူးတင်ရမယ်ဒုက္ခပါပဲအခုချိန်သွားပြောရင်လည်းကြုတ်ပြောတော့ရုံမှာမဟုတ်ဘူးဒီလိုလုပ်ဗျာဆရာနဲ့ကျုပ်တို့အိမ်မှာတဲလို့ရအောင်ကူညီပေး ဒီကိစ္စရဲ့စစ်မြုပ်မရရအောင်ဖောက်ထုတ်ပေးမယ်လို့ကတိပေးတယ်။ဒါဆိုရင်ခမရတို့၃ယောက်ကျုပ်ရဲ့မိတ်ဆွေလို့ပြောထားလိုက်မယ်။တဲတာတော့အိမ်ထဲမှာပဲတဲကြပေါ့။အိမ်ကအကောင်းကြီးတော့မဟုတ်ပေမဲ့နေလို့တော့ရပါတယ်။ကျွန်တော်တို့တော့ကကြောတခင်းစာရရင်ပဲအဆင်ပြေပါပြီ။အေးတခုတော့ပြဿနာရှိနေတယ်။အိမ်မှာနေဖို့ဆိုရင်ကျုံမိမရဲ့အတန်းတီးခိုက်နိုင်မှရမယ်။ "तू ကစကားပြောမတတ်ပေမဲ့စိတ်ရတော့ကောင်းပါတယ်။ဒါနဲ့ခမိုင်းတမယာဘလို့ခေါ်လဲ။ စကားကောင်းနေနဲ့မိတ်ဆက်ဖို့မိနေရကျွန်တော်ရဲ့နမယာထွန်းညွန်လို့ခေါ်ပါတယ်မိတ်ဆွေတို့ကရောကျွန်တော်ရဲ့နမယာတက်ခိုင်ပါဒါကတော့တောက်ရဒီဟာကျုပ်တို့နှစ်ယောက်ရဲ့ဆရာအောင်မြတ်တာပါအိမ်ရောက်လို့ကျုပ်ရဲ့မိမမင်းလေအဖိုးပေါ်ထွန်းရဲ့အမျိုးလေးလို့ဖြစ်ပြီးနော်ကျုပ်သဘောနဲ့ကျုပ်ခေါ်လာတဲ့ရံဖြစ်နေရအောင်ပဲဗျအဖိုးပေါ်ထွန်းဆိုတာဘာတူလဲဗျအဖိုးပေါ်ထွန်းဆိုတာဒီရွာရဲ့ပဲကန်ရှင်ပေါ့ဗျာသူကြောင့်အနီးတဝိုက်ရွာတွေထက်ကျုပ်တို့ရွာနှစ်ဆယ်ဆန်းပြားစုရခဲ့တာ ကျုံမေမအဖိုးပေါ်ထွန်းအရန်လေးစားတာအဲ့ဒါကြောင့်ကျုပ်ပြောသလိုသာပြောကြပါဒါဆိုရင်အဖိုးပေါ်ထွန်းကအခုရွာမှာရှိလားမနစ်ကရွာစုပဲပွဲပြီးတော့တရားစခန်းမှာပဲနေရောမယ်ဆိုပြီးထွက်သွားတာတကိုယ်တည်းလူပြိုကြီးဆိုလည်းပြုစုမဲ့သူမရှိဘူးလေထုံးညူရဲ့စကားဆုံးမှာတော့မှတ်တိုင်ဆိုင်ပြီးပြန်လာကြတဲ့သူတွေကြောင့်စကားစပြတ်သွားခဲ့ကြပါတော့တယ်မြ้ายေဝေးမြ้ายေအဲ့တယ်လေပါလာတဲ့ဟာထုံးညူရဲ့အတန်းကြောင့်သပင်ကိုတပတ်ရှုံထုံးထားတဲ့ အသက်40ရွယ်မိမတယောက်အိမ်ထဲကနေထွက်လာခဲ့ပါတော့တယ်။ငထုံးညိုဘယ်ရဧည့်သည်တွေတော့ဘာကြီးပေါ်ထုံးတွေ့ကျင်လို့ရွာကိုလာခဲ့ကြတာတဲ့။ဘာကြီးကရွာမှမရှိရနဲ့ခဏတဲလို့ရအောင်ခေါ်လာခဲ့ကြတာ။ညရီဆိုတဲ့မိမအောင်မြတ်တာတို့မျက်လုံးဝေးကြည့်ပြီးရနေဒေးတန်းချက်ချင်းပြောင်းသွားပြီးတော့အဘပေါ်ထုံးဧည့်သည်တွေဆိုတော့ကျုပ်တို့ရဲ့ဧည့်သည်တွေပေါ်ရှင်။ငထုံးညိုနေခင်းထိုင်ခင်းပြေအောင်မိမဖြစ်သူရဲ့စကားကြောင့်ထုံးညိုတယောက်အံ့ဩမှုများစွာနဲ့ နေဖို့ပြင်ဖို့အိမ်ငယ်နဲ့ဝင်သွားပါတော့တယ်။တက်ခိုင်ကထွန်းညို့အဖြစ်ကိုမြင်ပြီးတာနဲ့တောက်ရဘက်ကိုလှည့်ကအိတ်ကတ်ထဲထည့်ထားတဲ့စီစဉ်ဆက်ကိုတရက်ကိုထုတ်ပြရင်းနဲ့ဟင်းသာဖိုးမနှကောင်အင်းကိုစောင်းထားရင်လူချင်းလူကင်ပေါ်များရဲကွဒီလိုပြောကအိတ်ထဲကိုပြန်ထည့်ထားလိုက်ပါတော့တယ်။ညနေဆောင်ရောက်တော့ရွာတွေကလူတွေအကုန်ပြားပန်းခက်များလှုပ်ရှားနေတာကိုမြင်တွေ့ရတဲ့တက်ခိုင်ကကိုထွန်းညို့ရွာမှာဘာဖြစ်လို့လူတွေဒီလောက်ပြားရခက်နေရတာလဲ။ဘာမှမဖြစ်ပါဘူးဗျာ။ ညနေနေဝင်ရီတရောဆိုရင်ဘသူမှအပြစ်မထွက်ရဲလို့နေမွေခင်လုံးဝမဲ့ကိစ္စရေလုံနေကြတာအဲသူပါအိမ်နဲ့များတတ်ဆိုင်နေလို့လားတအိမ်နဲ့လူ၃ယောက်မသေးခင်ညရီရာဆိုရင်ရွာလမ်းမတွေမှာခွေးဥတံမပြတ်တာတတိထားမိတယ်အဲ့ဒီကိစ္စရေဖြစ်ပြရနဲ့လူတွေစက်တိုက်သေးတော့တာပဲအဲအားကြောင့်ညဘက်ဆိုရင်တရွာလုံး၆၆ကက်ကက်နဲ့တိတ်ဆိတ်နေရတော့ရင်ထုံညွရဲ့စကားအရအဆုံးမှာတော့အောင်မြတ်တာကြေးပြတစ်ခု ထုတ်ပြီးဒီတံမြစမောက်အိမ်ပေါ်ကမှကတ်ထားပါ အိမ်နောက်မကောင်းတဲ့အရာတွေကတ်လို့မရကိုညင်ပေးပါလိမ့်မယ်။ဒီလိုပြောလိုက်တော့ထွန်းညိုကကြေးပြားကိုယူကအိမ်အတက်စေးလေကားပေါ်တကားမှာတန်ထဲရိုက်ပြီးတော့ကတ်ထားလိုက်ပါတော့တယ်။ဒီရွာမှာရွာတော်ရှင်နန်းနန်းဘယ်မှာရှိလဲ။နန်းနန်းကရွာဝင်လမ်းကွင်းမှာရှိရဲ့။လမ်းချိုးနဲ့ကွယ်နေလို့လာတော့မမြင်လိုက်ရတာ။ဒါဖြင့်ကျုပ်တို့နှစ်ကိုရှိရဲ့ဘက်ကိုသွားလိုက်အောင်မယ်။နေမူစင်ပြန်လာခဲ့ပါမယ်။အေးဆေးဆေးသွားကြပါ။ပြန်လာရင်စားဖို့ထမင်းပွဲပြင်ထားပါမယ်။အောင်မြတ်သားတို့ကလည်း ထုံညွနဲ့မမျှရင်ကိုနှုတ်ဆက်ပြီးတော့ရွာတော်ရှင်နှကုန်းရှိရဲ့ဘက်ကိုထွက်လာခဲ့လိုက်ပါတော့တယ်။မင်းနဲ့အနေငယ်တော့သွားပြရဲ့အချိန်မှာတော့အတန်အသင့်ကြီးမတဲ့နှကုန်းရှိရာကိုရောက်ခဲ့ကြပါတော့တယ်။နှကုန်းထဲမှာတော့ဖယူဖယဲဖြစ်နေတဲ့ကရော့ဘတ်တချို့နဲ့အဖြူအနီဝစ်စုံဝစ်စင်ပေးထားတဲ့ရုပ်တုတစ်ခုကိုမြင်တွေ့လိုက်ရပါတော့တယ်။ရွာတော်ရှင်နှကုန်းကတခုခုထူဆန်းနေပါလား။အောင်မြတ်တာတီတိုရေရွရင်းနဲ့ရုတ်တုကိုကင်လိုက်ရမှာတော့တေသားရုတ်တုရဲ့မျက်လုံးတွေဖြတ်ခနဲပွင့်လာပြီး လက်တောင်တစ်ဖြက်ဖြက်ခတ်နေပါတော့တယ်။ရွာရိုရှန်နဲ့တခုခုဖြစ်နေပြီထင်တယ်။နှကောတဝိုက်လိုက်ရှာကြည့်ပြီးထူးခြားတခုရွှေ့လိုက်မယ်။တက်ခိုင်တော့လည်းချက်ချင်းဆိုသလိုနှကောရဲ့အတွင်းပြင်ကို လိုက်ရှာကြည့်ပေမဲ့မသိငါစရာအရေးအယံတခုမှမတွေ့ရပါဘူး။အဲ့ဒီချိန်ရုပ်တုနော်ကျော်ဘက်ကနေမီးလောင်ညော်နဲ့ထွက်လာခဲ့ပါတော့တယ်။အောင်မြတ်သားလည်းချက်ချင်းဆိုသလိုရုပ်တုနော်ကျော်ကိုကြည့်လိုက်ရမှာတော့အနီအောင်စိမ့်တဲ့ရေဆွဲထားတဲ့အိမ်တစ်ခုကိုမြင်တွေ့လိုက်ရပါတော့တယ်။ လက်ဆက်သက်တော့ရွာတော်ရှင်နှုတ်ထောက်လို့မရအောင်ချုပ်ထားတာ ਉਹ အောင်မြတ်သားလည်းရုတ်ထုနောက်ကျောင်းမှာရေးထားတဲ့အင်းကိုဘဲဘဲလဝါနဲ့အုပ်ပြီးဂါရာတစ်ခုကိုရွတ်လိုက်တော့မှရုတ်ထုတရားနေနှကမ်းမွေးစားစားနဲ့လူလက်ပိုင်းတယောက်ခုံထွက်လာခဲ့ပါတော့တယ်ကျေးဇူးတင်ပါတယ်ဆရာဒီကောင်ကြီးကကျုပ်ကိုလှုပ်မရအောင်ချုပ်ထားခဲ့တာကြောင့်ဘာမှမတတ်နိုင်ခဲ့ဘူးတင်းရရွာတော်ရှင်လားဟုတ်ပါတယ်ဆရာအခုရွာမှာဖြစ်နေအောင်တင်းလည်းသိမှတ်ထင်းတယ်ဘသူရီကဒီလိုလုပ်တာလဲဆိုတာကျုပ်ကိုပြောပြပါ အောင်မြတ်သားရဲ့စကားကြောင့်ရွာတော်ရှင်နဲ့ကဖယုဖယဲဖြစ်နေတဲ့ကတော်ဘွဲကိုလှမ်းကြည့်ပြီးတော့လွန်ခဲ့တဲ့နှစ်လလောက်ကညတကောင်ချင်းနန်းနေကိုလူသုံးယောက်ဝင်လာခဲ့တယ်။သူတို့ကရောက်တာနဲ့ကျုံရုတ်တူရဲ့အရှိမရှိကတော်ဘွဲကိုကန်ချပြီးတော့ရုတ်တူကိုချီမန်းခွင်းနဲ့ဆွတ်လိုက်တော့တယ်။ကျုပ်လည်းချီမန်းခွင်းကြောင့်လှုပ်မရဖြစ်နေတဲ့ချိန်ပါလာတဲ့သူနှစ်ယောက်ကရွာထဲကိုထွက်သွားခဲ့တယ်။ကျန်တဲ့သူကကျုပ်ကိုခေါ်ပြီးတော့ရွာမှာမောင်ပုံထိုးရှိလာလို့မြည်တယ် မောင်ပေါ်ထွန်းဆိုတာဒီရွာလူတွေလေးစားရတဲ့အဖိုးပေါ်ထွန်းပြောလားဟုတ်ပါရဲ့ဆရာသူတို့ကမောင်ပေါ်ထွန်းရှိရလဲသိရောကျုပ်ကိုချီနှောင်ပြီးပြန်ထွက်သွားကြတယ်ဒါဆိုအခုရွာမှာဖြစ်နေတဲ့ကိစ္စတွေကသူတို့လက်ချက်ပဲပေါ့ဟုတ်ပါရဲ့ဆရာသူတို့ကအတော့အစွမ်းထက်ထက်အဲမှလည်းပါတယ်သူတို့ပြန်ကန်နေရွာဘက်လှည့်ကြည့်ပြောလဲပြောသွားသေးတယ်သူတို့ကဘာပြောသားကြရလဲသူတို့ပြောသွားတာကဒီပဝန်းကျင်မှာရှိတဲ့နန္ဒဘဝအစိမ့်တည်းရဲ့ဖုံမင်းစားတွေအလုံး ရွာထဲမှာရှိတဲ့လူတွေရဲ့အသွေးတော့ဘဝလေးလေးစားကြပါလို့ပြောသွားတာဟင်ဒါဆိုတစုံတယောက်ကိုရည်စူးပြီးလောက်တာမဟုတ်ဘဲနဲ့တရွာလုံးကိုတိုက်ထားတဲ့ရွာလုံးကျအတိုက်ပဲတက်ခိုင်မတမာတဲ့သူတွေထပ်ပြီးမနှောက်ရှက်နိုင်အောင်ဖះရှိစုအင်းကိုနှကုံးရဲ့အတွင်းပေါက်မှာကတ်ထားပေးလိုက်တက်ခိုင်ကလည်းအောင်မြတ်တာစကားကြောင့်အရင်စီးရမနေစင်ကစီရင်ခဲ့တဲ့ဖះရှိစုအင်းကိုကတ်ပေးကရွာထဲကိုပြန်လာခဲ့လိုက်ပါတော့တယ်အိမ်ပြန်ရောက်တော့ ကိုတွညိုရိုလည်းများပြင်ဆင်ပေးတဲ့တတလွထမင်းဟင်းကိုစားတော့ပေးရဲ့အချိန်အင်ရှေဝရန်တာမှာထိုင်နေရဲ့အချိန်ရွာရော်ရှင်နန်းနန်းဘက်ကနေခွေးဥတန်တချို့ကြားလိုက်ရပါတော့တယ်ဒီခွေးတွေကတော့အချိန်မမှန်ဦးနေရပဲပြောရင်းနဲ့အောင်ကြက်တီးရထလာပြီကိုထိုးညိုကလက်ကဝိတ်ကိုပုတ်တက်ခါပြောလိုက်တဲ့စကားကြောင့်အမျက်သားတို့ရဲ့မျက်လုံးတွေကလမ်းမပေါ်ရောက်သွားခဲ့ပါတော့တယ်ဆရာတို့ကအပြင်မှာနေရဲပေမဲ့ကျွန်တော်တို့မနေရဲဘူးဗျာ ကျွန်တော်တို့အာမနာပါနဲ့အထဲမှာဝင်လာလိုက်ပါအောင်မြတ်သားရဲ့စကားကြောင့်ကိုထိုးညိုအိမ်ထဲကိုဝင်သွားတဲ့အချိန်ခွေဦးတန်ကအိမ်နဲ့မလန်းမကန့်အောင်ရောက်လာခဲ့ပါတော့တယ်ဆရာဘာလို့ရှင်နမ်းမှာတခုခုဖြစ်နေပြီထင်တယ်ကျွန်တော်တို့သွားကြည့်လိုက်ရမလားမသွားနဲ့ကိုတက်ခိုင်းငါနှာခေါင်းထဲမှာလူသေးကောင်အပုတ်နဲ့နေရနေအခြေအနေကိုအရင်အကဲခဲကြည့်ကြတာပေါ့ဆရာဟိုဘက်မှာလမ်းလျှောက်နေတာဘာကြီးလဲအောင်မြတ်သားကလည်းတက်ခိုင်းညွန်ပြရဲ့နေရာကိုကြည့်လိုက်ရမှာတော့ ဇပင်ဖားလာချပြီးကြောပိထားတဲ့လူရဲတစ်ခုမြင်လိုက်ရပြီးမလန့်မကတ်မှလည်းငိန်သက်စွာရက်နေရဲ့လူရဲသုံးလေးကိုထပ်မြင်လိုက်ရပါတော့တယ်ဒီကောင်တွေကျုပ်တို့ရှိရဲ့ဘက်ရောက်တာနဲ့ပြန်လှည့်သွားကြသလိုပဲသူတို့ကရွာထဲမှာလှည့်ပတ်သွားလာပြီးတော့ကန်နေတဲ့သူတွေကိုစောင့်ကြည့်နေတဲ့သဘောပဲဒီကောင်တွေဘယ်နေရာမှာပျောက်ကယ်သွားလဲဆိုတော့သိရင်ရပြီအောင်မြတ်တာစကားမဆုံးခင်ပါပဲတောက်ရကဝရန်ဒါကိုခုံကျော်ပြီးတော့အောက်ကိုပြေးဆင်းသွားတာမြင်လိုက်ရပါတော့တယ်ဟာဒီကောင်တော့မပြောမစုံနဲ့လှုပ်ပြန်ပြီ တက်ခါရလွဲကိုကောက်လွဲကပေကားပွားနေပြင်းစင်းသွားတဲ့အချိန်အောင်မြတ်သာခဲအေးအေးပဲအိမ်ပေါ်ကနေဆင်းလာခဲ့ပါတယ်။တောက်ရဘာဖြစ်လို့လဲ။ခုနကလူလာဘူးလူလာမသေးခွဲတဲ့အကောင်ကတပြေပြင်းဆိုင်ထားတဲ့အိမ်ပေါ်ကြောက်တက်ခော့သွားတာမြင်လို့စဉ်ကြည့်တာ။မင်းမြအမြင်မှားလာလားကွာ။မှားစရာလားဆရာရဲ့ကျွန်တော်မျက်လုံးကအဲ့ဒီလောက်မစိုးသေးပါဘူး။တက်ခိုင်နဲ့တောက်ရတို့စကားပြောနေတဲ့အချိန်အောင်မြတ်သာရောက်လာပြီးတော့ရွာထဲမှာနန္ဒာဘာဝမျိုးစုံရောက်နေရပဲ။တောက်ရမြင်လိုက်တဲ့အကောင်က ခလေးတက်ငယ်တွေကိုကြောက်လန့်အောင်ခြောက်ပြီးတော့အစာတောင်းတဲ့တည်းရဲ့ပဲသူထက်အန်ဒီယန်ရှိကကန်နေတဲ့လူတွေကိုတေအောင်လှုပ်ထားတဲ့အစီရင်ပဲဒါဆိုရွာလူတွေတည်းရာအစီရင်ကြောင့်မို့ဟုတ်တယ်ခုနကငါတို့မြင်လိုက်ရတဲ့နန္ဒာဘာဝတွေကညာချိန်ရောက်ရင်အစီရင်တွေကနေထွက်လာပြီးတော့ဘသူ့ဒုက္ခပေးရမလဲဆိုပြီးလိုက်ရှာကြတာအခုတော့ဘသူ့ကိုခေါ်ရမလဲတွေးနေလောက်ပြီကျွန်တော်တို့ဘာလုပ်ပေးနိုင်မလဲဆရာလူတွေဒီတိုင်းတည်တာတော့ကြည့်မနေနိုင်ဘူးဒါဆိုရင်ငါတို့လိုက်ခဲ့ကြတက်ခိုင်တော့လေအောင်မြတ်သာခေါ်တဲ့နောက်ကိုလိုက်ခဲ့ရာ ရေနယ်စီမီးအိမ်မှိမ့်မိန်ထိုးထားတဲ့အိမ်တလုံးရှိကိုရောက်လာခဲ့ကြပါတော့တယ်။ဆရာအိမ်နောက်ဖေးမှာမျက်စိလင်းတဲ့တောင်ရကအိမ်နောက်ကအမောင်တို့ကိုလက်ညှိုးထိုးပြလို့ကြည့်လိုက်ရာဒူးနှလုံးသားထဲမှာခေါင်းညက်ပြီးထိုင်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရပါတော့တယ်။ထူးဆန်းတာကထိုင်နေလူရဲ့မျက်နှာပြင်တစ်ခုလုံးပြောင်းချောကြီးဖြစ်နေတာပါပဲ။တောင်ရရဲ့စကားတန်ကြောင့်စောင်းကြောက်ထိုင်နေတဲ့လူရဲ့ကဖြတ်ခနဲပြောက်သွားတဲ့အချိန်အောင်မြတ်တာရဲ့နားထဲမှာဒီကောင်ကတေးလို့ယူတဲ့တဏှာဘာဝပဲ။သူရှိတဲ့နေရာမှာအစီရင်နေမြုပ်ထားတယ် ီလိုအတန်တစ်ခုကြားလိုက်ရပါတော့တယ်။မကြခင်မှာပဲလူရိုက်လူချင်းမတွေ့ရဘဲနဲ့ရွာထဲမှာပတ်ပြင်းနေတဲ့ခြေတံတွေပြင်ခွေးတချို့ရဲ့ဆူဆူဝါးဝါးထိုးဟောင်တဲ့အတန်တွေလည်းထွက်ပေါ်လာခဲ့ပါတော့တယ်။အောင်မြတ်သားကလည်းဖွင့်ထားတဲ့မျက်စိကိုမှိတ်ပြီးစိတ်အလင်ကိုစူးစိလိုက်ရာလမ်းမအတိုင်းပြေးလွှာနေကြတဲ့အရွယ်ဆုံးတရံဆုံးနန္ဒဘဝတွေကိုမြင်လိုက်ရပါတော့တယ်။ဒီကောင်တွေကဘာကိုကြောက်ပြီးပြေးနေရပါလဲ။ဒီလိုတွေးနေတဲ့အချိန်တက်ခိုင်ကိန်ထားတဲ့တေးရဖန်အင်းဆောင်ရွက်က လက်ထရနေရုံထွက်သွားပြီးတော့တောင်ဆုံးမှပြေးနေတဲ့နန္ဒာဘဝတကောင်ရဲ့ကိုမှသွားခဲ့ပါတော့တယ်လက်ဆက်သက်တော့ဒီအကြောင်းထွက်ပြေးနေရဦးတက်ခိုင်တို့ကလည်းတရဖက်အင်မမီနီရဲ့အကောင်နာကပ်ပြီးကြည်လိုက်ရာပါဇက်ကနေလောက်တွေတဖောပွားကြနေတဲ့နန္ဒာဘဝတကောင်မြင်တွေ့လိုက်ရပါတော့တယ်ဆရာဒီကောင်ဘယ်လိုလဲရမလဲလှုပ်ပေးလိုက်ပါတက်ခိုင်သူတို့ကအစာရလိုရညာရွာထဲဝင်လာကြတဲ့သူတွေပါအောင်မြတ်သာစကားဆုံးမှာတော့ခြေရောလက်ရောချုပ်ထားတဲ့ကြိုးတွေပြေရော့သွားခဲ့ပါတော့တယ် တင်းကိုကြောက်တော့ရံမပြုတ်ပါဘူးလွတ်ရကြွရသားသွားပါဒီလိုပြောလိုက်တော့မှရွာပြင်ဘက်ကိုကြောင်းလိုက်တကြနဲ့ထွက်ပြေးသွားခဲ့ပါတော့တယ်ဆရာခုနအိမ်နောက်မှာထိုင်နေကောင်ကဘာကောင်လဲအောင်လန်းဆရာကြီးလှုပ်ထားတဲ့အစီရင်တွေကတကောင်ပဲရွာထဲမှာရှောက်သွားနေတဲ့ကောင်တွေကဘာသာရေးအားနဲ့အိမ်တွေကကန်နေတဲ့သူတွေကိုရွေးချယ်ကြတာခုနအမြင်တဲ့ကောင်ကကန်နေသူတွေတေနိုင်တဲ့အပြုတ်မှုလုပ်ဖြစ်အောင်လှုပ်ဆော်ပေးတာပဲဒီကောင်တွေရွာထဲမှာရှိရသေးတယ်ကျုပ်တို့လိုက်ရှာမှဖြစ်မယ် တက်ခိုင်စကားဆုံးမှာတော့အောင်မြတ်တာလွယ်ထဲရအင်းချက်တစ်ခုထုတ်ပြီးမီးရှို့ကလေးနဲ့ပြစ်တင်လိုက်ပါတော့တယ်။မီးလောင်ရဲ့အင်းချက်ကလေထဲမှာနေမီးခိုးငွေတွေဖြစ်သွားပြီးတော့တရွာလုံးနေရာလည်းမရှိအောင်ပြန့်နှံ့သွားတာမြင်တွေ့လိုက်ရပါတော့တယ်။ဟေးဆရာတုံးလိုက်တာပညာဆက်ဖော်ရင်မဟုတ်လား။ဟုတ်တယ်တက်ခိုင်။တရွာလုံးအစီရင်နေပြန့်နှံ့နေရတဲ့ဘောပဲ။တရွာလုံးအပြည့်လောက်ထားတဲ့အစီရင်ကဘာများဖြစ်နိုင်မလဲဆရာ။ဗတ်တန်းနဲ့မျိုးတုံးနဲ့အတိုက်များလား။ရုတ်တရက်ထွက်လာတဲ့တောက်ရရဲ့စကားကြောင့် အမျက်သားနဲ့တက်ခိုင်လို့နှစ်ယောက်လုံးတတိယသွားပြီတော်ရဲတောက်ရဒီလိုအစီရင်မျိုးကမြေကိုအတုံးပြူပြီးတိုက်ထားတာပဲအခုမတန်းတဲ့မြေကတရွာလုံးအနက်ရောက်နေပြီဆိုတော့ကျို့တို့ဘယ်လိုလုပ်ရမလဲတက်ခိုင်ရဲ့စကားဆုံးမှာတော့အောင်မြက်သားတက်ပြေးရှင်တစ်ချက်ချရင်အခုစီရင်ထားတဲ့အောင်လဲဆရာကြီးကတော်တော်အစွမ်းထက်တယ်ဆိုတာလက်ခံရတော့မေးဘာလို့လဲဆိုတော့သူတို့စီရင်နဲ့မြေမုံတမုံတိုင်းမှာမကောင်းတဲ့တက်တွေကဲရောက်နေတဲ့အတွက်တရွာလုံးမြေလည်းတော့မလွယ်ကူနိုင်ဘူးဒါဆိုဘယ်လိုနည်းလဲရှိမလဲဆရာ ဒီလန်ကတော့ရှိ ው ရှိရမယ်မဟုတ်လားဆရာဒီလန်ကတော့တခုပဲရှိရဲ့အဲ့ဒါတော့တရွာလုံးမှရှိရဲ့အိမ်တိုင်းပဋ္ဌာန်းရွကြဖို့ပဲအိမ်တိုင်းပဋ္ဌာန်းရွဖို့ကြတော့ကျောက်တို့ဘု து ပြောခိုင်းရမှာလေကျောက်တို့ကသစိမ့်နေလေပြောလို့ရပါမလားအဖိုးပေါ်ထုံးမယ်အကူကြီးတောင်းရတော့မှာပေါ့အောင်မြတ်တာရဲ့စကားကြောင့်တက်ခိုင်နဲ့တောက်ရတော့လက်ဖြောက်တေးလိုက်ပြီးတော့ဟုတ်တယ်ဒီလိုကိစ္စကအဖိုးပေါ်ထုံးလုံးမရမှာမနဲ့မိုးလင်းတာနဲ့အဖိုးရှိရဲ့နေအောင်မေးပြီးသွားခေါ်ခဲ့မယ်ဆရာ မင်းတို့သွားခေါ်တဲ့အခါရွာမှာဖြစ်နေတဲ့ကိစ္စကိုနားလည်အောင်အရင်ရှင်းပြငါလည်းရွာမှာလုဆရာရှေ့လုထားလိုက်မယ်ဒီလိုနဲ့အောင်မြတ်တော်ရောဆရာတစ်ဖက်တွေကတောင်းဝအသေးသေးခွဲယူပြီးတော့အိမ်ပြန်လာခဲ့လိုက်ပါတော့တယ်မနဲ့မိုးလင်းတော့တောက်ရနဲ့တက်ခိုင်ကအဖိုးပေါ်ထွန်းရှေ့နေအောင်ဝင်ပြီးထွက်သွားတဲ့အချိန်အောင်မြတ်သာရွာမှာကြံနေခဲ့ပါတယ်နေ့ရက်လောက်ကြာတော့ရဟန်းဝတ်ထားတဲ့အဖိုးပေါ်ထွန်းနဲ့အတူတက်ခိုင်တို့ပြန်ရောက်လာခဲ့ကြပါတော့တယ်အဖိုးပေါ်ထွန်းပြန်ရောက်လာပြီဆိုတာတည်င်းကြတာနဲ့ ကိုထိုးညွန့်တို့အိမ်ကတည်င်းလာမိတဲ့သူတွေနဲ့ပြေးသွားခဲ့ပါတော့တယ်။အဖိုးပေါ်ထွန်းကလည်းအမျက်သားတို့ပြောထားတဲ့အတိုင်းရွာသားတွေခေါ်ပြီးခဏရတိတိတရွာလုံးအိမ်တိုင်းအိမ်တိုင်းည9နာရီကွာနဲ့ပထမယူရမယ်ဆိုတာကိုပြောတော့မယွတ်တဲ့သူတွေနဲ့ယွတ်တဲ့သူတွေစားကြွက်စီကြွက်စီဖြစ်လာခဲ့ပါတော့တယ်။ဒါပေမဲ့အဖိုးပေါ်ထွန်းကြောက်ကြတဲ့အတွက်မယွတ်တဲ့အိမ်တွေမှာရွတ်တဲ့သူတယောက်စီလိုက်ဖြစ်ရတဲ့အခြေအနေဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ပထမဆက်ရွတ်တဲ့နေမှာပဲ မတက်တဲ့မြေတွေမှာဆွဲကပ်နေတဲ့နန္နာဘာဝါတွေနေစရာမရှိတော့ဘဲနဲ့ပထန်းအာနာစက်နဲ့ကင်းလို့ရရွာပြုံထွက်ပြေးရပါတော့တယ်။ခုနှစ်ရက်မြောက်တိုင်နေလဲရောက်ရောရွာထိပ်ကိုလူစိမ့်သုံးအောင်မယောင်မလိန်နဲ့ရောက်လာခဲ့ပါတော့တယ်။မတော်အစီအစဉ်ကိုဒီအဖိုးဖြတ်ပြန်ပြီ။မျက်နှာမှာကြောက်ပေါက်မာတဲ့အဖွေးသားဖြစ်နေတဲ့လူရဲ့စကားကြောင့်ဘေးမှာထိုင်နေတဲ့လူကရွာတော်ရှယ်နန်ဖက်ကိုလှည့်ကြည့်ပြီးတော့ရွာထဲမှာဆရာသုံးယောက်ရောက်နေရလို့ကြားတယ်။သူတို့လို့လို့ရွာတော်ရှယ်တော်ငါတို့စကားနားမထောင်တော့မြင်တယ်မလား။ ီရွာတရွာလုံးရရှိအောင်လှောက်ဖို့ထက်အဖိုးကြီးနဲ့ဟိုသုံးကောင်အရင်ရှင်းမို့ကအရေးကြီးရဲ့လူတုံယောက်ရဲ့ကျုံဝါတန်ဒီကိုတပ်ပင်ကွာကြောင်းမှထိုင်ပြီးနားထောင်နေတဲ့သူတို့ရှိနေခဲ့ပါတယ်။အောင်မြတ်တာတို့ကလည်းအဖိုးပေါ်ထုံးအကိုညီနဲ့ပထန်းရွခိုင်းပြီးပထန်းတကူကြောင့်ရွာတွေကနေထွက်ပြေးလာတဲ့နာနာဘာဝတွေကိုရွာပြင်မှာစီးချထားတဲ့ကွင်းထဲမောင်းသွင်းပြီးတော့ပညာပေးပုံနေနဲ့လူစိမ်း၃ယောက်ရဲ့အဖွဲနဲ့ခက်ခက်ခဲခဲရင်ဆိုင်ရပုံတွေကိုတော့အောင်မြတ်တာနဲ့လက်ဝဲမော်ခိုင်းဆိုတဲ့ဇလမ်းမှာ နားဆင်ပေးကြပါရှင်။အခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေတင်နိုင်သိရှိနေစေဖို့အတွက် Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးခဲ့ရင်းနဲ့ဒေနာ Notification လေးကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။